အလုံးမဲမင်္ဂလာပါအာဒီဗီဒီယိုဖိုင်လေးကတော့ကျွန်တော်ဒီ Osuk Vivo Vote ပေါ့နော်အဲဒီစက်ကလေးကိုကျွန်တော် Windows 11 installation လုပ်ပုံလုံးလေးလေးကိုပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒါကကျွန်တော် laptop ပေါ့နော် laptop အဲ့တော့ Osuk ရဲ့ကျွန်တော် Boom Nuki ကဘာလဲဆိုတာကိုတော့ကျွန်တော်သိဖို့လိုတယ်ပေါ့နော် Osuk ရဲ့ Boom Nuki ကတော့ကျွန်တော်ဒီအခုဒီ Vivo Vote မှာတော့ Escape ပေါ့နော်အဲ့တော့ခုလက်ရှိ window လေးကိုကျွန်တော်ကမလုပ်လိုက်မလဲဆိုတော့ restart ချလိုက်မယ်ပေါ့နော် ။အကျွန်တော် Windows 10အ Windows 10မဲ့ဟေးဆိုတော့ Windows 11 Windows 10စတစ်တခုခုတော့ကျွန်တော်ဘာလို့မှရမှာလဲဆိုတော့ရှိမှရမှာပေါ့နော်အဲဒါကတော့ကျွန်တော် Windows 11တင်ပေးมาဖြစ်တဲ့အတွက် Windows 11စတစ်ကလေးကိုကျွန်တော်ကွန်ပျူတာမှာထိုးလိုက်မှာပေါ့နော်ထိုးလိုက်ပြီးသွားပြီဆိုရင်တော့ကျွန်တော်ဒီမှာသူ့ကို reset ချလိုက်မယ်ချပြီးသွားရင်ကျွန်တော် keyboard ကနေပြီးတော့ကျွန်တော်ဘာ key ကိုဖိထားမှာလဲဆိုတော့ escape ပေါ့နော် escape ကိုကျွန်တော်ဘာလို့ထားမှာလဲဆိုတော့ဖိထားပေးရမှာဖြစ်ပါတယ် ဒါ restart ချလိုက်လို့ restart ကြနေပြီပေါ့နော်ပြီးသွားရင်တော့ကျွန်တော်ပိတ်သွားရင်တော့ကျွန်တော် escape key ကိုကျွန်တော်ဖိထားမယ်အဲဒါဆိုရင်ပြီးရင်ကျွန်တော် escape key လေးကိုကျွန်တော်ဖိထားလိုက်မယ်ပေါ့နော်အဲဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာ boot device ဆိုပြီးတော့ဒီလိုပုံစံမျိုးလေးကျွန်တော်တို့တက်လာပြီပေါ့နော်အဲ့တော့ boot device တက်လာပြီဟေးဆိုရင်ကျွန်တော်တို့က stick ကိုရွေးရမှာဖြစ်တဲ့တော့ ကျွန်တော် stick ကအောက်ကဟာဖြစ်တဲ့အတွက် UEFI ဆိုပြီးတော့ကျွန်တော် UFD 3.0ပေါ့နော်ဆက်ချောက်ကဒါလေးကိုကျွန်တော်ရွေးလိုက်မယ်ပြီးတော့ရင်တော့ enter လေးခောက်ချလိုက်မယ်ပေါ့နော်အဲပြီးတော့ရင်တော့ကျွန်တော်ဘာလို့သွားမလဲဆိုတော့ next ကိုသွားပါမယ်အဲ့တော့ကျွန်တော်ဒီမှာ တခါကြရင်ကျွန်တော်တို့ဒီမောက်ပတ်တရားဒီလိုမျိုးဝင်းတို့တင်တဲ့ချိန်ကျမောက်ပတ်တရားအလုံးမလုံးတော့တာမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့လိုမျိုးအလုံးမလုံးတော့ဟေးဆိုတော့ကျွန်တော်တို့ဘာဘာသုံးမှလေးရမှာလဲဆိုတော့ကျွန်တော်တို့ဒီ mouse external mouse ကိုကျွန်တော်တို့ထည့်ပြီးတော့ကျွန်တော်တို့ထိုးပြီးတော့သုံးမှာပဲကျွန်တော်ရမယ်ပေါ့နော်ခါကြရင်ကျွန်တော်တို့မောက်ပတ်ကအလုံးမလုံးတာကြီးကျွန်တော်တို့ဖြစ်တတ်တယ်အဲ့ဆိုရင်ပြီးတော့ရင်တော့ကျွန်တော်ဘာကိုနှိပ်လိုက်မလဲဆိုတော့ next ကိုကျွန်တော်နှိပ်လိုက်မယ်ပေါ့နော် ပြီးတော့ရင်တော့ install now ပေါ့ install now နှိပ်လိုက်မယ်အဲကျွန်တော် window တင်တော့မယ်ဟေးဆိုရင်အရေးကြီးဒေတာတွေရှိလားမရှိလားဆိုတာတော့ကျွန်တော်တတိထားမယ်ပေါ့နော်အဲဒီ computer ထဲမှာတော့အရေးကြီးဒေတာမရှိဘူးအကုန်လုံးဖြတ်မယ်လို့ပြောတာဖြစ်တဲ့အတွက်ကျွန်တော်အကုန်လုံးတော့ဖြတ်ပေးလိုက်မယ်ပေါ့နော်ပြီးတော့ရင် next ကိုသွားမယ်ပြီးရင် cast down နှိပ်မယ်အဲတော့ကျွန်တော်တို့ဒီခုနောက်ပိုင်းမှာဆိုရင်ဒီလိုမျိုးပြဿနာကြီးကျွန်တော်တို့ဖြစ်တယ်ပေါ့နော်ဒီမှာ window တင်တဲ့အချိန်မှာကျွန်တော်တို့ ဟက်တစ်ကိုမတိတဲ့အဥ္စာမျိုးကြီးကျွန်တော်တို့ဖြစ်တတ်တယ်ပေါ့နော်အိုက်ကပြဿနာကိုကျွန်တော်တို့မလုပ်အောင်ပါလဲဆိုတော့ဘိုင်ယိုဆက်တင်ထဲမှာသွားပြီးတော့ကျွန်တော်တို့ဖြေရှင်းရအောင်မှာဖြစ်ပါတယ်